င်္ဂလာပါရှင်။ရွှေငုံကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ပြည်သူအတွက်အမှန်တကယ်လိုအပ်ပြီးအကျိုးရှိတဲ့စေးနဲ့စေပစ္စည်းများကိုသာတင်သွင်းရမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ ပြည်သူအတွက်အမှန်တကယ်လိုအပ်ပြီးအကျိုးရှိတဲ့စိတ်နဲ့စေပစ္စည်းများကိုသာတင်သွင်းရမှာဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဘောဘခဒေါက်တာတက်ခိုင်ဝင်းကနိုဝင်ဘာ22ရက်နေ့နဲ့ပိုင်းကရန်ကုန်မြို့ UMFCCI Office Tower ရှိမင်္ဂလာခန်းမမှာကျင်းပတဲ့မြန်မာနိုင်ငံစေနစ်စေပစ္စည်းလုပ်ငန်းရှင်များအသင်း22ကြိမ်မြောက်နှစ်ပတ်လည်အသင်းသားဆောင်ကြီးအစည်းအဝေးတွင်ပြောကြားကြောင်းသိရပါသည်။ ကျမ်းမာရေးဝန်ကြီးဌာနအနေဖြင့်မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းကြီးကဆေးနှင့်ဆေးပစ္စည်းများတင်သွင်းရန်လိုအပ်တဲ့ထောက်ခံစာများအတွက်လည်းတေချာစွာစီစီ၍အချိန်ကြန့်ကြာမှုမရှိစေဘဲစောင့်ဝင်ပေးလျက်ရှိပါကြောင်းပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။ပြည်သူလူထုအတွက်အမှန်တကယ်လိုအပ်ပြီးအကျိုးရှိတဲ့ဆေးနှင့်ဆေးပစ္စည်းများကိုသာတင်သွင်းရမှာဖြစ်ပါကြောင်းလည်းပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။ မြန်မာနိုင်ငံဈေးနှစ်ဈေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့်ဈေးနှစ်ဈေးပစ္စည်းတင်သွင်းဖြန့်ချီရောင်းချတဲ့ကုန်သွယ်ရေးလုပ်ငန်းမှသည်ကုန်ကြောထုတ်လုပ်သည့်ဈေးဝဆိုင်အုပ်များကိုလည်းပြည်တွင်းတွင်တည်ထောင်၍ပြည်ပမှအရေးသွေးပြည်မိတဲ့ဈေးဝကုန်ကြမ်းများကိုတင်သွင်းကာပြည်တွင်းဈေးကွက်မှာထုတ်လုပ်ဖြန့်ချီရုံသာမကနိုင်ငံခြားသို့ပြန်လည်တင်ပို့နိုင်တဲ့အထိဂျိုဝန်ဆောင်ရည်ရန်လည်းပြည်တော်စုဝင်ကြီးကတိုက်တွန်းပြောကြားပါသည်မြန်မာနိုင်ငံဈေးနှစ်ဈေးပစ္စည်းလုပ်ငန်းရှင်များအသင်းကြီးအနေဖြင့်နိုင်ငံတော်ကချမှတ်ထားတဲ့ကျန်းမာရေးနဲ့သက်ဆိုင်တဲ့မူဝါဒများ ပြည်ပန်းချက်များလုပ်ငန်းစဉ်များကိုစဉ်ဆက်မပြတ်လည်လာ၍ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူဝိုင်းဝန်းချုပ်ပန်းအကောင့်ထဲပို့ပေးကြရန်လည်းပြည်ထောင်စုဝန်ကြီးကတိုက်တွန်းခဲ့ပါသည်။အစားအသောက်နှင့်စေဝါကုတ်ကဲရေးဦးစီးဌာနအနေဖြင့်လည်းစေဝါမပုံတင်ခြင်းလုပ်ငန်းများကိုအချိန်နဲ့တပြေးညီစီစစ်ပြီးခွင့်ပြုပေးလျက်ရှိတယ်လို့ပြည်ထောင်စုဝန်ကြီးကထည့်သွင်းပြောကြားခဲ့ကြောင်းသိရပါသည်ရှင်။